မင်္ဂလာပါရှင်ကျမရွှေကွက်ပါဒီကနေ့တော့ငပြဲသွမုံငပြန်းလို့ခေါ်တဲ့ငါးကိုကျမချင်းစီပြန်လေးချက်မှာဖြစ်ပါတယ်အရင်ဆုံးငါးတွေကိုစေကြောတန်းစင်ပြီးတော့စားစနွင့်အရာသာနေထားပေးပါမယ်မကြီးရေဖြော်ထားမယ်စက်သွုံအဖြူနီးခြင်းငရုပ်ပူတစုံမျက်ညက်ကလေးထောင်းထားမယ်နနံမင်းရှန်နဲ့နငရုပ်စိမ့်လေးအသင့်ပြင်ထားပါမယ်ဟင်းစားချက်တော့မယ်ဆိုရင်အရင်ဆုံးစီတဲပါမယ်စီအိုးပူလာပြီးဆိုတော့မှထောင်းထားတဲ့ချက်သွင်းရုပ်သီးကိုထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ ငပြန်ဟင်းရဲ့တခြားငါးဟင်းနေနဲ့မတူတဲ့အမွှေးရနဲ့ကိုရရှိစေဖို့အတွက်ငါးပိုက်ထည့်ရရတဲ့အစီဘက်လက်လက်ဆက်ဆက်ကလေးတွေကိုတေတချာဆေးကြောပြီးတော့စီတက်တဲ့အခါမှာထည့်ချက်ပေးမယ်ဆိုရင်ငပြန်ဟင်းရဲ့တမူထူးတဲ့မွှေးရနဲ့ကိုရရှိမှာဖြစ်ပါတယ်။စီတက်တာလေး6လိပ်လာပြီဆိုရင်ငါးမက်ဆလာလေးအနေငယ်ထည့်ပါမယ်။ပြီးတော့ရေပူနေငယ်ထည့်မယ်။အနှစ်ကြာပြီးတော့စီပြန်လာတဲ့အထိဖုံးအုပ်ပြီးချက်ထားပေးပါမယ်ရှင်။ အနှစ်တွေစီးပြန်လာပြီဆိုရင်အရသာနေထားတဲ့ငါးထည့်ပါမယ်ငါးငံပြာကြီးနင်းငယ်ထည့်ပါမယ်ငပြည့်လုံငါးကိုချက်တဲ့အခါမှာငါးထည့်ပြီးပြီးချင်းရေလုံးဝမထည့်ဘဲနဲ့အခုလိုငံပြာကြီးရဲ့စီရဲ့အပူချိန်ရင်နဲ့ပဲငါးကိုချက်အောင်ချက်ပေးမှာဖြစ်ပါတယ်အตาလေးမှုပြီးပြီးအဖုံးအုပ်ပြီးတော့ငါးချက်တဲ့အထိကျွန်တော်ချက်ထားပြီးပါမယ်ရှင်အခုလိုစီပြန်လာပြီဆိုတော့မှအတင်းဖြော်ထားတဲ့မကြီးရေကိုထည့်ပါမယ်အချင်းစီပြန်လို့ဆိုတဲ့အတိုင်း အချင်းကဲကဲလေးနဲ့ချင်းငံအရသာကဲကဲလေးချိန်ပို့ပြီးစားကောင်းစေပါရဲ့ရှင်။မကြီးရထည့်ပြီးပြီဆိုရင်တော့ငါးကိုစီပြန်လာတဲ့အထိကျမတို့အဖုံးအုပ်ပြီးချက်ထားပေးပါမယ်။ကဲအခုဆိုရင်စီပြန်လာပြီပေါ့နော်။အရသာကိုမြည်ကြည့်ပါမယ်။မမီးစိတ်ကြအရသာရပြီဆိုရင်ဒါငါးကိုပေါ့နော်မကြေစီဖို့အတွက်အခုလိုဖြည်းဖြည်းညင်သက်သာတကောင်ချင်းစီဝေပေးဖို့လိုအပ်ပါတယ်။မကတ်တဲ့အိုးတွေတော့ပို့အဆင်ပြေပါရဲ့ရှင်။ ဒေဝရဲ့လက်ကင်ကနေပြီးတော့အခုလိုကင်ပြီးတော့မကြာခဏလှုပ်ပေးခြင်းအဖြစ်ငါ့နှစ်ကအိုးမမကတ်တော့ဘင်းနဲ့ကြွားတက်လာစီပါတယ်။စီလဲပြန်လာပြီးရတာလဲစိတ်ကြက်ရပြီဆိုတော့မှအနံ့မွှေးစီဖို့အတွက်မဆလာနေငယ်ထဲမယ်။အသင့်ပြင်ထားတဲ့နန်းနန်းမင်းငယ်ဦးစိန်ရှက်နန်းနန်းကိုအိုးပေးလိုက်မယ်ဆိုရင်တော့အမတန်းမှအနံ့အရတာနဲ့ပြည့်စုံတဲ့ငပြက်အချင်းစီပြန်ဟင်းလေးချက်ပါပါရှင်။ငပြက်ကပင်ကိုအရတာအချိုလေးပါတယ်။ အလဲရိုးလဲတရိုးပဲပါပြီးတော့ပါတဲ့အယူကလည်းနူးညံ့တဲ့အတွက်ခလေးလူကြီးမရွေးစိုက်နှစ်သက်တဲ့ငါဟင်းမျိုးဖြစ်ပါတယ်ရှင်။ကျမအခုပြထားသလိုအချင်းစီပြန်လေးချက်စားကြည့်ပါနော်။ကျမကငပြန်ဟင်းချက်တဲ့အခါမှာမြေရန်စီကိုပို့ပြီးတော့နည်းနည်းပို့သုံးပါတယ်။ဒါမှငါဟင်းကြံတဲ့အခါမှာဒီစီနဲ့ကစုံရွက်တချမောင်ရွက်တို့လိုချင်းဟင်းနေကျမချက်လေးရှိပါတယ်။အားလုံးပဲစားကောင်းဖြူရှင်ကျမ်းမကြပါစေရှင်။